ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်မြတ်ကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆံရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလို့အတည်းဒါကိုကမ္မတကဒါသမာဓိတိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်စัจ jment နဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငြင်းခွေလိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဒါကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာဟုတ်နော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့က तू ကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာလုံးမကောင်းညွရတယ်မကောင်းတာလုံးရင်မကောင်းညွရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်သလိုပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုတာလုံးလဲဆိုတာမဖြစ်ပါဘူးမဟုတ်တာလုံးတဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလုံးတဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကရေးကျိုးအငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းရပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါက်ပြီးတည်သည်ဆာရပါမလားမဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုတာလုပ်ပြီးကောင်းကျိုးချမ်းသာရနိုင်တဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးတာဖြစ်တယ်အဲ့လိုနားမလည်ဘူးဆိုလို့ရှိရင်ကံကံရဲ့အကျိုးညင်ပေတဲ့ပုံကဖြစ်သွားနိုင်အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကမ္မတက္ကတာတမဒိဋ္ဌိနဲ့ဟုတ်ပြီ ကောင်းတာလို့ရင်ကောင်းကျိုးရတယ်မကောင်းတာလို့ရင်မကောင်းကျိုးရတယ်ဆိုတို့တွေဟာဘာတွေလုပ်နေလဲတနေ့တမှာကောင်းတာတွေကြီးလုပ်ထားလားဆိုးတာတွေရောလုပ်သလားကိုယ့်ကိုယ်မှန်သိအောင်ကြိုးစားဖို့လို့မြတ်စွာဘုရားကတော့ဟောတယ်ဥပ္ပပုံဉ္စပပင်္စယံမေသောကုရုတိဣဒာတရဝတ္တဟာဒီလောကတရဝတ္တဟာ ပပလို့ဆိုရက်မလို့တင်တာတွေလည်းလုပ်တယ်ပုံညာလို့ဆိုရက်လုပ်တင်တာတွေလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးမျိုးလုံးလုပ်ကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်အဆိုးလေးရတော့ပါအောင်ပါနော်အစားစားတဲ့ထဲမှာခဏကိုအကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ။ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကောမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကူဆင်ញင်သုံးသပ်ပြီးတော့ဒီတစ်ခုလှုပ်တယ်ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တယ်ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲတင်ညိတတ္တသက္ကံဟောတိကိုလှုပ်တဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနဲ့နှလုံးထဲမှာအရိတ်ထင်ပြီးတော့ကြံ့ရစ်ပြီးနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီးတို့သူဆိုလို့တယ်ခေချင်းနေနဲ့နားလဲအောင်ပြောလို့ရှိရင်ရှင်းထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ခြင်းထက်မဲ့တော့မကြိုးစားနဲ့ အဲ့ဒီမှာဘာလုတ်လုတ်လူရည်ရဲ့ရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်ပြီးသားဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်ထဲမှာရောက်သွားအဲ့တော့ကိုလို့သမ ्या တွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာလဲလို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလား ုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကူသားရတာမျိုးတွေရှိရတယ်သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေပြန်ပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလား ဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတတကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တည်းကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တည်းထင်သွားတော့ဆိုကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တည်းစိတ်အစဉ်မှာဖြစ်သွားတာမင်းတဲ့ process လို့ခေါ်တယ်စိတ်အစဉ်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြကြီးစီးဆင်းနေတဲ့အချိန်မှာ ရည်ရစီးနေမပြတ်စီးနေအဲ့လိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ညံ့မပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာ လူသေးသွားတော့ပြောင်းသွားရောလားလို့ဆိုပြောဆိုဗျာတင်ဆာအာရယခိစတိဒီပုံရိပ်တရားသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်ဆတ်တာအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့ဟာအဆက်ဆက်မှာပါသွားပြီးအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေချိန်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမတဓာတာပဝိတန္တိဆိုတာဒါကိုဟောတာနော်ကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသကံအကုသကံတို့ရဲ့အမွေကို လုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုဖြစ်နိုင်တယ်လို့မှတ်ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူးဘုရားတရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ ရသဗျာကိုယ်တိုင်ကကံကံကြီးကျိုးအလေးနဲ့ထားပြီးအခြေခံအပြင်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံကြီးကျိုးယုံကြည်လက်ခံခြင်းဆိုလေသိမြင်ခြင်းဆိုလေကမ္မတက္ကရသမထေတိရှိရမယ်။